အနီမေးဆိုတာပျော်စရာကောင်းတဲ့စိတ်ကူးညင်ကိုပါကြီးတခုလို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့တခြားပြည်ပနိုင်ငံတချို့မှာဒီအနီမေးနဲ့မန်ဂါတွေဟာနိုင်ငံတော်လုံခြုံရေးကိုချိရောက်နိုင်တဲ့အပြင်လူငယ်တွေရဲ့စိတ်ဓာတ်ကိုပျက်စီးစေနိုင်တဲ့အနေရရှိတဲ့အရာတွေလို့သတ်မှတ်ထားတာမျိုးတွေရှိတယ်။ဒီလိုတည်တံ့တာမြင်ပိတ်ပင်ခဲ့တဲ့အနီမေးနဲ့မန်ဂါတွေကိုဘယ်နိုင်ငံတွေကဘာကြောင့်ပိတ်ပင်ခဲ့လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်။အဲ့ဒါလေးမပြောခင်ကျွန်တော်ဒီဖီကာယိုလိကဝေးပြမှာမို့ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ပေးကြပါအောင်နော်။နံပါတ်1ဒက်နော့ဒီအနီမေးကိုမကြည့်ဝင်တော့မသိတဲ့လူမရှိတဲ့လောက်ကိုရှားပါတယ် နိုင်ငံတော်ဘုံမှာလည်းတော်တော်လေးနာမည်ကြီးခဲ့ပါတယ်။နာမည်ကြီးရတဲ့အကြောင်းရင်းကတော့လိုက်ရကမီနဲ့အယ်ဒိုနဲ့ရောက်စိုက်ကောလော်ဂျီကအပြည့်နာတွေကစိတ်ဝင်စားစရာကောင်းလို့ပါ။အဲ့ဒါကြောင့်မို့ဒန်နော့ကိုမာစတာပီလို့ခေါ်ရတဲ့အထိကောင်းတဲ့အနီမေးပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒန်နော့ဆိုတဲ့အနီမေးကအနီရများလွန်းလို့ဘန်ရတဲ့နိုင်ငံတွေလည်းရှိပါတယ်။အဲ့ဒီနိုင်ငံတွေကတော့တရုတ်နဲ့ရုရှားပါ။တရုတ်မှာပေးရတဲ့အကြောင်းရင်းကတော့အကြောင်းရင်းပြဿနာတွေရောက်မှာ။ကျောင်းသားတွေကအရင်ဆုံးပုံမှန်ရောင်းတဲ့ဗလာစာအုပ်တွေကိုဝယ်တယ်။အဲ့ဒီစာအုပ်တွေကိုအနောက်ရောက်နေလောက်ကြပြီးတော့ဒန်နော့လို့ရေးပြီးအတူတွေလောက်လာကြတယ်။ တချို့နေရာတွေဆိုပုံစံသူအစင်းနီးပါးရောက်နေဆိုင်တွေတောင်ပေါ်လာခဲ့တယ်။ကျောင်းသားတွေကအဲ့ဒီစာအုပ်ထဲကိုသူတို့မုန်းတဲ့အတန်းပေါ်တွေရဲ့နာမည်တွေ၊အိမ်သာမြေမြပေးတဲ့ဆရာဆရာမတွေနဲ့သူတို့ကိုဆူတဲ့ကျောင်းဝန်ကြီးတွေရဲ့နာမည်တွေကိုရေးခဲ့တယ်။ဘယ်လောက်ထိဆိုလဲဆိုရင်ကိုကိုပြန်မကြိုက်လို့ထည့်ရေးခံရတဲ့ကောင်မလေးတွေတောင်ပါတယ်။ဒီလိုမျိုးစာအုပ်တွေကိုခဏခဏသူ့ဘာများလာတော့မိဘတွေဆရာတွေကစိုးရင်လာတယ်။သူတို့ရဲ့အမြင်မှာဆိုရင်ဒန်းနောက်ဟာလူသက်ချင်းစိတ်နဲ့လက်သက်ချင်းစိတ်တွေကိုပြီးနေတယ်လို့ထင်သွားတယ်။ဒန်းနောက်ဟာလူငယ်တွေရဲ့စိတ်တက်ကိုဖျက်ဆီးနေတယ်လို့သတ်မှတ်ထားခံရတယ်။ ဒီလိုနဲ့လူပြောများလာပြီးကျောင်းရဲလုံခြုံရေးပါစိုးရင်ရတဲ့အခြေအနေရောက်လာတော့တရုတ်အာဏာပိုင်တွေကစပြီးတော့ပိတ်ပင်ခဲ့တယ်။2005ခုနှစ်ဝန်းကျင်မှာရှန်ယန်မြို့လိုဒေသတွေကစပြီးတော့အကျောင်းတွေမှာဓာတ်နှုတ်မှန်ကနဲ့ဓာတ်နှုတ်စာအုပ်စုတွေကိုပါတားခဲ့တယ်။နောက်ပိုင်းမှာနိုင်ငံတော်အဆင့်ဖြစ်သွားပြီးတော့ဓာတ်နှုတ်အပါအဝင်တခြားအနီမေစီဒီပေါင်း30ကျော်ကိုတရုတ်ဝင်ရောက်ချလို့မရအောင်ပိတ်ပင်လိုက်တယ်။တရုတ်ကတော့မူရင်းမှန်ကကိုပိတ်ပင်ခဲ့တာပါ။အဲတုန်းကအနီမေမထွက်သေးလို့ပါ။ရုရှားမှာတော့အနေနဲ့ကျန်တယ်။2013လောက်ကအသက်55နှစ်ဝန်းကျင်ကောင်မလေးတယောက်ကကိုကိုကိုအဆုံးစီရင်ခဲ့တယ်။သူမရဲ့အခန်းထဲမှာဓာတ်နှုတ်မှန်ကတွေစုဆောင်းထားတာကိုတွေ့ခဲ့တယ်။ ဲ့ဒါကြောင့်သူမရဲ့မိဘတွေကဓာတ်နှုတ်ကိုပြပြပေးဖို့အကြင်ကြင်တောင်းဆိုခဲ့ကြတယ်။အဲ့လိုဖြစ်ရပြီး2023ခုနှစ်မှာလဲစကြောတက်ကောင်လေးတယောက်ကလက်ရက်ကမီလိုဝပြီးတော့ဗရင်ဘောက်ကနေပြုတ်ကျတည်ဆုံးခဲ့တယ်။ဒီလိုအခြေအနေတွေကြောင့်တရားရုံးကဓာတ်နှုတ်အနီမီကိုမင်္ဂါကုတ်ကိုပါတရားဝင်ပြပြခဲ့ပါတယ်။နံပါတ်1ခရယွန်ရှင်းချမ်းဒီလိုအနီမီကိုဗနဲ့နိုင်ငံချီးတက်တာလားလို့ဘလူးရိုးသူရင်သူပါလိမ့်မယ်။အဖြေကတော့ yes တကယ်ရှိပါတယ်။ရှင်ချမ်းကို1996ခုနှစ်မှာမင်္ဂအနေနဲ့အသက်15နှစ်အထက်လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့စတင်ထုတ်ဝေခဲ့ပါတယ် ဒီမန်ဂါကိုရေးဆွဲခဲ့တဲ့ရည်ရွယ်ချက်ကတော့ဂျပန်နိုင်ငံရဲ့မိသားစုဘဝနဲ့ရင်းကျေးမှုတွေကိုဟာတာအနေနဲ့လောင်မြောက်ခနဲ့ခြင်းလိုပါ။ဒါကြောင့်မန်ဂါအစောပိုင်းနေမှာလိမ်မိုင်းဆိုင်ရာစကားတချို့နဲ့ရိုင်းတိုင်းနဲ့ဟာတာတွေပါဝင်ခဲ့ပါတယ်။မန်ဂါကလူကြီးအတွက်ဖန်တီးခဲ့ပေမဲ့1992ခုနှစ်အနီမေးဆက်တင်ထုတ်လွှင့်ခဲ့တဲ့နောက်မှာအခြေအနေတွေကပြောင်းသွားတယ်။အနီမေးဟာကလေးတွေကြားမှာအံ့ဩစရာကောင်းလာအောင်အရန်လူကြိုက်များလာတယ်။ဒါအပြင်ရှင်ချက်ဟာကလေးတွေရဲ့အိုက်ဒေါ်တစ်ယောက်ပါဖြစ်လာပါသေးတယ်။ဂျပန်မှာလည်းမိသားစုနဲ့အတူတူကြည့်လို့ရတဲ့ TV စီစဉ်ဖြစ်တတ်မှတ်ခံထားရပါသေးတယ်။နိုင်ငံတကာကိုဆက်တင်ထုတ်လွှင့်လိုက်တဲ့အခါမှာတော့ပြည်ထနာလေးကအဆလာပါတယ်။ ။ anime တက်ကလို့ပေါင်းမချုပ်ပြီးတော့ elephant elephant ဆိုပြီးသူတို့ရဲ့မွေးရပါတလက်မလေးကိုလုံရမ်းပြတာတွေမိဘကိုလေးစားဖို့မရှိပဲပြင်ပြောတာတွေ anime တက်ကလို့ရန်တဲ့နဲ့စကားတချို့ပြောတာတွေကြောင့်အိန္ဒိယနိုင်ငံကဘန်းခဲ့ပါတယ်။အဓိကတော့50ညီ50ညီဆိုပြီးလုံရမ်းကြတာတွေကြောင့်ပေါ့။ဒီလိုနဲ့တဖြည်းဖြည်းမိဘတွေကတိုက်ကြံမှုများလာတော့2008ခုနှစ်မှာအိန္ဒိယကတရားဝင်ပြစ်ပင်ခဲ့ပါတယ်။ဒါပေမဲ့လည်း2009ခုနှစ်မှာတော့စင်တာရီတလဟောပြတ်ပြီးတော့အိန္ဒိယမှာပြန်လည်ပြသခွင့်ရခဲ့ပါတယ်။ Elephant Elephant ဆိုပြီးဘောင်းမချုပ်ကတာတွေကတော့မပါတော့ဘူးပေါ့ ူကြီးမင်းတို့လည်းငငယ်ကခရယွန်ရှင်းရမ်းကြည့်ပြီး elephant elephant ဆိုပြီးလှုပ်ရမ်းခဲ့ဘူးရင်ပြောသွားခဲ့ပြီးကြပါအောင်နံပါတ်3 pokemon ဒီ anime လေးကလည်းကျွန်တော်ငငယ်ကထမင်းမဟေမကြီးခဲ့ရတဲ့အကားကောင်းလေးပါ pokemon လို့ပြောလိုက်တာနဲ့မသိရတူလုံးဝကိုမရှိတာပါရှိခဲ့ရင်လည်းကျိုးတုပ်ပြီးသိအောင်ကြည့်ခိုင်းလိုက်ပါဒီလိုချစ်စရာကောင်းတဲ့အနီမေးလေးကိုဒီလိုချစ်စရာကောင်းတဲ့အနီမေးလေးကိုအတတ်အမြင်ရှိရဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်ပင်တဲ့နိုင်ငံတွေလည်းရှိပါသေးတယ် အဲ့ဒီလိုနိုင်ငံတွေထဲမှာအစိုးဆုံးကတော့တူရကီနိုင်ငံပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံကကလေးတွေကပိုကိမွန်ကြီးပြီးတအားဆော့တာတွေကြောင်းလို့ပြောတယ်။နာမည်ကြီးရဲ့ဖြစ်တဲ့ခုကတော့ခုနှစ်နှစ်ရွယ်ကလေးမတစ်ယောက်ကအထက်မြင့်တစ်ခုကနေခုံချပြီးတော့ခြေထောက်ကျုပ်ခဲ့လို့ပါ။တကယ်တော့သူကပီကာချူးလိုမျိုးပီကာပီကာလှုပ်ပြီးတော့ခုံချခဲ့တာလို့သိရတယ်။ဒီလိုဖြစ်ရတဲ့သူကမိဘတွေကိုတုံးလုံးချွတ်ချတိခဲ့ပါတယ်။အဲ့ဒါနဲ့အစိုးရကပိုကိမွန်အနီမေးကိုရုတ်တရက်လိုင်းအလုံးကနေချက်ချင်းပိတ်ဖို့တရားဝင်အမိန့်ထုတ်ခဲ့ပါတယ်။ပိုကိမွန်အနီမေးကိုတူရကီမှာ2009ခုနှစ်ကနေ2009ခုနှစ်ဝန်းကျင်အထိပိတ်ပင်ခဲ့ပါတယ်။ နောက်တစ်ခုမပြောခင်မှာကျွန်တော်ရဲ့ channel subscribe ပါရည်အတွက် giveaway လေးလုပ်ရှင်ပါတယ် giveaway လေးကတော့ဒီမိုစလီယာတဲ့ကနာဇိုကိုလေးပါ official figure ဖြစ်တာမို့တန်မိုးက၄နိဗတ်လောက်ရှိပါတယ်ဒီကောင်လေးကိုလိုချင်ရင်လောရမယ့်အချက်က၂ချက်ပဲရှိပါတယ်ပထမတစ်ချက်ကကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးရပါမယ်ပြီးတော့အခုဗီဒီယိုလေးရဲ့အောက်မှာကြိတ်တက်ရေးခဲ့လို့ရပါတယ် giveaway ကိုတော့ဒီဇင်ဘာ9ရက်နေ့ည7:00နာရီမှာဒီ channel လေးမှာပဲလိုက်လွင်ပြီးတော့ cancel ပေးသွားမှာပါဒါဆိုရင်ဆက်သွားလိုက်ရအောင်နံပါတ်၄ high school dhd ဒီအနီမေးလေးကအရှိတော်တော်ပါတဲ့အနီမေးဖြစ်ပေမဲ့တော်တော်ကြည့်လို့ကောင်းပါတယ် ဇလန်းကိုပြောတာပါ။စော်လေးတွေကလည်းလာတော့ကြီးကောင်းတာပဲလေ။ဒီအနီမေးလေးကိုပိတ်ပင်တဲ့နိုင်ငံကတော့နယူးဇီလန်နိုင်ငံပါ။ High School Degree အနီမေးကို2013ခုနှစ်မှာဆက်သေးခဲ့ပြီးတော့တရားဝင်ပိတ်ပင်ခဲ့ပါတယ်။ပိတ်ပင်ခဲ့တဲ့အကြောင်းပြချက်ကတော့လူငယ်တွေကိုလိမ်မဲဆိုင်အမျက်ထုတ်ခြင်းကိုအပြစ်နေတဲ့ပုံစံဖြစ်နေတယ်လို့ပြောတယ်။အဲ့ဒီအနီမေးတဲ့ကကျောင်းသူတွေရဲ့ဝတ်ပုံစာပုံကလိမ်မဲဆိုင်အသားပေးထားတာကြောင့်လည်းပါတယ်။အဲ့ဒီအနီမေးကားတွေကိုရောင်းတာ၊ဖြတ်တာ၊ပိုင်ဆိုင်ထားတာတွေမြင်ရင်ထောင်ကျတဲ့အထိအတင်းတင်းကြပ်ပိတ်ပင်ခဲ့တာပါ။2018လောက်ရောက်မှာပိတ်ပင်တာကိုတရားဝင်ပြန်ပြီးတော့ဖယ်ရှားခဲ့တာပါ။ နံပါတ်5ဒိုရီမွန်ဟုတ်ပါတယ်ငငယ်ကကျွန်တော်ရဲ့အသက်ဆက်ဒိုရီမွန်ကလေးပါအခုချိန်ဒီလဲကျွန်တော်ကြည့်နေတဲ့အနီမေးလေးပါဒီအနီမေးကိုအဓိကပိတ်ပင်တဲ့နိုင်ငံကတော့ဘင်္ဂလားဒေ့ရှ်ပါဒါပေမဲ့ရှေ့မှာပြောခဲ့တယ်လို့ကလေးတွေရိုင်းတိုင်းတာတွေအသက်အန္တရာယ်ထိခိုက်တာတွေကြောင့်မဟုတ်ပါဘူးတရင်းချက်လက်ဝန်ကြီးဌာနကလည်းပိတ်ပင်ရတဲ့အကြောင်းရင်းကိုမီဒီယာတွေကိုကိုယ်တိုင်ရှင်းပြခဲ့ပါတယ်ဒိုရီမွန်ကိုဘင်္ဂလားဒေ့ရှ်မှာဟိန္ဒီဘာသာစကားနဲ့အသံထပ်ပြီးပြသနေတာပါအဲ့ဒါကြောင့်ကလေးတွေကဘင်္ဂလီစကားအစားဟိန္ဒီစကားကိုပုံပုံပြောတတ်လာပြီးတော့မိခင်ဘာသာစကားသိရင်မှုကိုထိခိုက်စေတယ်ဆိုတဲ့အကြောင်းမျိုးချင်းနဲ့ပိတ်ပင်ခဲ့တာပါ အဓိကကမိခင်ဘာသာစကားမပြောတတ်မှဆိုရင်ဒါကြောင့်ရုပ်တန်လိုင်းအားလုံးကိုတည်ဝင်ပြစ်ပင်ခဲ့တာပါအခုချိန်ကြီးလည်းပြစ်ပင်ထားတော့လို့သိရတယ်အနီမေးတွေကိုပြစ်ပင်တဲ့နိုင်ငံတွေကတော့အများကြီးပါပဲအဲ့ဒီထဲမှာမှကျွန်တော်တိလောက်နိုင်ငံတွေနဲ့ပြစ်ပင်ရတဲ့အကြောင်းပြချက်တွေကိုပြပြပြီးသွားတာပါကျွန်တော်ပြပြချင်တာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေကိုဒီထက်ပိုပြီးကောင်းအောင်ကျွန်တော်အချိန်ပေးပြီးလုပ်ပေးပါမယ်အခုချိန်ကြီးကျွန်တော် channel လေးကို subscribe လုပ်ပြီးအားပေးကြတဲ့တယောက်ချင်းတွေတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ယူယူပါကဲဒါဆိုရင်မီနာဆာအာရီဂါတိုဂိုဇိုင်းမတ်